ိမ်မာနေပြီးတော့အာကာသလမ်းမပေါ်ရောက်ထင်သူတွေအတွက်ဟင်းချက်ထားပါတယ်အာကာသလမ်းမများပေါ်ဖြည့်ထွက်သွားခြင်းတည်းတမီဝီအကာသပေါ်ရောက်မဲ့ဟင်းရတော့စူပုတ်ရွက်ကိုအစည်းလိုက်လေးချက်ထားပါတယ်ပထမအဆုံးပဇွန်ကြောက်တေကိုထောင်းထားလိုက်မယ်ပြီးရင်ကြက်သွန်နေတလုံးလောက်နဲ့ကြက်သွန်ပြူ9မော်လောက်ကိုလည်းထောင်းမယ်မြူသီးစိမ်းကိုလည်းထောင်းထားလိုက်မယ် ဒါလေးကတော့ဈေးထဲမှာရထားတဲ့စူပေါ်ရဲ့လဲလဲဆက်ဆက်တွေပဲဖြစ်ပါတယ်ပြင်းလို့အစိလိုက်ပဲချက်ပါတော့မယ်ပထမဆုံးအိုးတဲ့ကိုစီလေးပါလီယံထည့်ပြီးတော့ကျွတ်တုံနေနဲ့အဖြူထောင်းထားတာလေးစီသက်စနင်းမုံလေးနဲ့ထည့်ပြီးစီသက်ပြီးတော့မှငြိုသေးစိမ့်နဲ့ပစုံကြောက်ပါထည့်ပြီးတော့စီသက်ချက်ပြလိုက်ပါမယ်ပြီးရင်တော့ရေလေးနဲ့နဲ့ထည့်ပြီးတော့အရသာအတွက်စားနဲ့ဟင်းရွက်မုံအနှဲငယ်စီသာထည့်ပြီးတော့ခဏလေးတည်ထားပေးလိုက်ပါမယ်ဟင်းနစ်ကကြာလာပြီဆိုလို့ရှိရင်စူပိုးရွက်အစိလိုက်ကိုထည့်ပြီးတော့ပြန်ပြီးတော့အဖုံးအုပ်ထားလိုက်ပါမယ်။ဒီဟင်းကတော့စူပိုးရွက်ချွေဖို့ပြင်းတဲ့ကျွန်တော်အတွက်လုံးဝကွက်တိမရှိပါပဲခင်ဗျာ။ စုပ်ဖို့ရက်တွေကိုဟိုဘက်ဒီဘက်အကြက်ညီစေရန်လှည့်ပေးပြီးတော့အပေါ်ကအနှစ်ကလေးတွေဆန်းလိုက်မယ်စုပ်ဖို့ရက်တွေကျက်ပြီဆိုတာနဲ့အာကာသလမ်းမပေါ်ရောက်မယ်စုပ်ဖို့ရက်အစည်းလိုက်ကိုအဆက်ချက်ထားတာလေးရပါပြီဒီဟင်းနဲ့လိုက်ဖက်အောင်လို့တော့ငဖယ်ဟင်းကိုခရမ်းကျင်သီးများများလေးနဲ့အိုးကက်ချက်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကိုင်းခရမ်းကျင်သီးများများလေးကိုလှီးထားလိုက်ပါတယ်ပြီးွားရင်တော့အိုးတွေကိုတက်တုံအဖြူနီစီတက်ပေါ်လေးပြီးရင်ကျွန်တော်က စနွေးမုံလေးအနှင်းငယ်သာထည့်ပြီးတော့စီတက်လိုက်တယ်။စီထားတဲ့ကိုင်းခရမ်းကျင်သီးများများလေးကိုထည့်ပြီးတော့ကိုင်းခရမ်းကျင်သီးတွေခြေသွားအောင်လို့ရောင်းမလေးနဲ့ထိုးပေးလိုက်မယ်။ခရမ်းကျင်သီးတွေခြေသွားရင်အရသာအတွက်နံပြားရီတစ်ပေါက်နှစ်ပေါက်နဲ့စာဟင်းရွက်မုံလိုလိုထည့်။ပြီးရင်တော့မနေ့ကခလေးတွေအတွက်ကြော်ထားတဲ့ငဖယ်တစ်ဝက်လောက်ကိုထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်။ငဖယ်တဲကိုအရသာဝင်သွားပြီဆိုရင်တော့ကျွန်တော်ကနံနံမြများများလေးအုပ်လိုက်တာပါပဲခင်ဗျာ။စီမများပဲနဲ့ချင်းချင်းလေးအိုးကက်ချက်ထားတဲ့ငဖယ်ဟင်းလေးတစ်ခွက်ရပြီဖြစ်ပါလေ။ ဒီမှာစူပုတ်ရွက်ကိုဆက်ဆက်လေးချက်ထားပါတယ်ငဖယ်လေးကိုချင်းချင်းလေးချက်ထားပါတယ်နှစ်ခုပေါင်းရင်တော့ကွက်တိပါခင်ဗျာဒီနေ့ကတော့တွေးတို့ရှိရဲ့ကျွန်တော်ရဲ့အန်တီတွေတော့စားဖို့မသိပါဘူးခင်ဗျာကျွန်တော်ကတော့ဆွဲလိုက်ပါဦးမယ်ကဲလုံးလုံးစေဒါလေးကချက်ရတော့လွယ်ပေမဲ့စားကန်ဒီမှာပြန်ချွေရတဲ့ဟာတော့ဒုက္ခရောက်တာပေါ့နော်ဒီနေ့ထမင်းစားပြီးွားရင်တော့အာဂါတာလမ်းမပေါ်ရောက်ပြီပဲ heavy. ဟုတ်ကဲ့ကျွန်တော်ဒီခင်းထဲမှာငပိမထည့်ထားပဲနဲ့စီလဲပါလီယုံငံပြားရီပါလီယုံလေးနဲ့ချက်ထားပါကြီးကန်းကလည်း on စားချင်လို့လာရေဖယ်ရုပ်ကငါဖယ်ဟိုကန်းခင်းနေသေးများများလေးနဲ့ ဘူးကလေးထပ်ထားပါမယ်ဟင်းဟင်းဘူးချက်ဘူးကောင်းမောင်ရင်းရပြတ် င်းကတော့ main ရောပြီးတော့မှမိုးပေါ်ရောက်တော့မလားမသိဘူးဒီလိုလေးချက်စားဖို့အကြံပေးခြင်းနဲ့တွေးတက်မှလည်းစိုးရင်ရတယ်ရတယ်အဲ့တော့ ျွန်တော်လိုမျိုးစပိုးရဲ့များများလေးနဲ့မချက်ပဲနဲ့နည်းနည်းလေးနဲ့ချက်စားကြည့်ပါစားလို့ကောင်းဒီနေ့အာဂါသလမ်းမပေါ်ရောက်မဟင်းနဲ့ထမင်းမမေစားခဲ့ပါတယ်လိုက်ပြီးတော့ချက်စားစီကြည့်ပြီးမယ်တွေးလို့ရှိရကျွန်တော်ရဲ့အန်တီတွေကတော့အထူးကိစ္စရမှာဖြစ်ပါတယ်ငဖယ်ရင်ချက်တဲ့အချိန်မှာငဖယ်ကိုစီပြာမဟုတ်ပဲနဲ့စီလေးပါလေးုံလေးနဲ့အခုလိုမျိုးခန်းတင်လေးကိုအိုးကက်လေးချက်စားလို့ရှိရင်ချင်းချင်းလေးနဲ့စားလို့တကယ်ကောင်းပါတယ် ဒီဟင်းအတွဲဆက်နှစ်ခုကလုံးဝကွက်တူပဲ